အားလုံးပဲမင်္ဂလာပါရှင်။ကျမတွေနေ့ဖပြမယ့်စာအုပ်လေးကတော့ဆရာတိုးဆောင်ရေးသားထားတဲ့လက်ညိုးထိုး၍ပန်းဝေသည်ဆိုတဲ့စာအုပ်ကလေးပဲဖြစ်ပါရဲ့ရှင်။စီတူထူးထူးခြားခြားငါးစီကစာလာလို့မင်းအံ့ဩနေမယ်နဲ့တူတယ်။အံ့ဩရင်လေအံ့ဩစိတ်ကိုခဏဖယ်ပြီးစာကိုဆုံးအောင်ဆက်ဖတ်ကွာ။မင်းအတွက်စိတ်ဝင်စားမှုတွေပေးခြင်းလို့ ငါအခုတာဝန်ကျနေတဲ့ရွာလေးကိုတော့မင်းမမေ့အောင်ပါပေါ့ပြီးခဲ့တဲ့နှစ်ဆရာကတော်ဝဲစုံတော့ကမင်းကိုပြောပြခဲ့တယ်လေမမတ်မိလဲကိစ္စမရှိပါဘူးကွာစာအောင်ဆုံးမှာရေးပေးလိုက်ပါတယ်ဒီလိုကွာငါတို့ရွာလေးကယာဒီဥရုမြတ်တာပြီးရိုးမနဲ့နီးတော့တစ်ပင်ဝါပင် ပေါ်တယ်ပေါ့ကွာ ရွာသူရသားအားလုံးကလည်းစိုက်ပျိုးရေးကိုပဲအရိကာထားလုပ်ကင်ကြတယ်။စိုက်ပျိုးရေးအတွက်အကောင်းဆုံးမြေစီလွာတွေကိုပိုင်ဆိုင်ထားတဲ့ရွာလေးပေါ့။ဒါပေမဲ့လွန်ခဲ့တဲ့3လလလောက်ကစပြီးငါတို့ရွာလေးရဲ့အနီးဝန်းကျင်တောင်ကုန်းလေးတစ်ခုမှာအင်မတန်ထူးဆန်းတဲ့ပြောင်းလဲမှုတွေဖြစ်လာတယ်။တောင်ကုန်းပေါ်ကရှိသမျှတစ်ပင်တွေအလုံးအလိုလိုတည်ကုန်ကြတယ်ကွာ။ ဘာပြောကဘာအနောက်ရှဲမှမပါပဲတီးကုန်တာပန်ဝင်းကျင်မြေသားနဲ့တစ်ပင်တွေအားလုံးစိုက်ခင်းတွေအားလုံးဟာ ပုံမှန်အတိုင်းပဲအဲ့ဒီတောင်ကုန်းလေးတစ်ခုပဲကွက်ပြီးလွင်ထီးကောင်ပြင်သဘောမျိုး၆တွေ့တည်ဆုံးကုန်တာဘယ်လိုကြောင့်ရဲမသိဘူးမြက်ပင်ကစပြီးတက်တန်း20 30လောက်ရှိတဲ့အပင်ကြီးတွေပါမကြံဘူး တပင်ကြီးတွေဆိုအယိုးပြိုင်ပြိုင်ကြပြီးခြောက်တွေသွားတာယုံရက်ဆရာတော်မရှိဘူးအခုဆိုအဲ့ဒီတောင်ကုန်းပေါ်မှာဘာမင်းမှစိုက်လို့မရတော့ဘူးကွာအရင်ရှိခဲ့တဲ့တပင်ကြီးတွေလည်းအယိုးနဲ့အရေးပဲကြံတော့တယ်အရန်ထူးဆန်းနေကွာတရွာလုံးလဲအဲ့ဒီတောင်ကုန်းလေးရဲ့ပြောင်းလဲသွားမှုကိုအံ့ဩနေကြတယ်အခုဆို တကယ်လွင်တီးခေါင်ပြင်ပါပဲ။ ဒီအကြောင်းတွေမင်းကိုပြောပြရတာကလည်းတခြားကြောင့်မဟုတ်ဘူးဆရာကတော်ပွဲမှာမင်းတို့ငါတို့စုံလုံးကမြေစည်းလွှာမျိုးမျိုးနဲ့ပတ်သက်ပြီးမင်းစာရန်တစောင်ပြည့်စုံနေတဲ့ကြားလို့စာရေးပြီးပြောပြရတာမင်းလေးလာရင်လေးလာလို့ရအောင်အဲ့ဒီတောင်ကုန်းလေးကမြေနှဲနှဲကိုဒီစာနဲ့အတူထည့်ပေးလိုက်တယ်မင်းတက်နိုင်သလောက်လေးလာစမ်းသက်ကြည့်ပေါ့ ဒီလိုမှမဟုတ်ဘဲကိုယ်တိုင်လာရောက်လေ့လာကျင်နေဆိုရင်တော့ငားလိပ်စာကိုအောက်မှာရေးပေးလိုက်တယ်။ဒီစာထဲမှာပါတဲ့အလွန်ထူးဆန်းသောတောင်ကုန်းလေးကငားနေတဲ့နေရာနဲ့လေးဖာလုံးလောက်ဝေးတဲ့တငယ်ချင်းအကြောင်းထူးရင်တန်ကြိုးရိုက်လိုက်ပါ။ငါကတော့မင်းရောက်လာလိမ့်မယ်လို့ယုံကြည်နေတယ်။ထင်ကြထင်ကြ နဝမာရမ်းမှာခင်ခဲ့သည့်တငယ်ချင်းတမျိုးတည်းသားတော်မဟုတ်ထင်ကျော်ကမြို့မှအာလကเจ้าမှသူတို့เจ้าကို ပြောင်းလာခြင်းဖြစ်ပါသည်အခုတော့ဒီကောင်ကဆရာဝန်ကြီးဖြစ်ခါနိုင်ငံတာဝန်တွေကိုပင်ထမ်းဆောင်ကနေပေပြီ။သူကရောသူကတော့ကြောင်းပြီး၍နောက်တစ်ပွဲအတွေ့စာရန်တစောင်ပြုစုလိုနေသည်။အလုတ်အကိုင်းမဲမဲရရမရှိသည် စာကိုနောက်တစ်ခါထပ်ဖတ်က အောက်ဆုံးတွင်ရေးပေးထားသောလိပ်စာကို ကြည်လိုက်၏သူမသိပါမြမနိုင်ငံအစွန်ဖျားမှမျိုးလေးတစ်မျိုးဆိုတာတော့ခက်ရေးရေးသိသည် ရွာကိုတော့မသိစာကိုဖတ်ပြီးအတူပါလာသောတန်ဖုံးဖြူလေးကို ကြည်မိသည် နိုင်ငံသားဖြင့်မိုးဝုံးကွန်လေးတစ်ခုပါပင် အဖုံးကိုတိမ်များဖြင့်တေချာကပ်ပေးထားသည် ခက်ခဲခက်ခဲခွာယူ၍အဖုံးကိုဖွင့်ကြည့်တော့အောက်တက်တဲ့အငွေ့အသက်တချို့ရိုက်ခတ်လာသည်ကိုခံစားရ၏နှစ်ရက်သုံးရက်ခန့်အလုံးပိတ်ထားသော မြေကြီးနံဖြစ်သည်လက်ဖြင့်၌ကြည့်တော့မြေကြီးမုံတချို့လက်တွင်းမှပါလာသည်တာမန်ထက်ထူးခြားမှုမရှိသော မြေကြီးတွေပါပင်အယောင်အနံ့ထူးခြားမှုမရှိမျက်လုံးနှင့်မြင်ရသလောက် တာမန်ထက်မှာပိုပါမြေလက်ပိုင်းဒေသများတွင်ရှိတတ်သောတဘာဝမြေသားမျိုးဒို့ပေမဲ့လဲဝေးလံခေါင်းတီလာသောဒေသမှာတကူးတက ပို့ပေးလိုက်သည်မို့ပေါ့ပေါ့လေးသဘောထား၍မယားနောက်ပြီးစာပါအကြောင်းအရာတွေကလည်းရှိသေးသည်စဉ်းစားမနေတော့စာရန်ပြုစုနေသူမို့လက်တွေစမ်းတက်ကြည့်ဖို့သာ အလေးတားသည် ထို့ကြောင့်တံဖြူပုံးလေးကိုယူကခြံတွင်ဆင်းခဲ့လိုက်သည်ပန်းဦးအလိုတအုံးယူ၍ခြံနောက်တွင် ပုံထားသော မြေဆွေးကိုထည့်သည်တံဖြူပုံးလေးတွင်မှမြေကြီးနှင့် အနှဲငယ်ရောထည့်ပြီးတော့တမအောင်မွေသည် ထိုနောက်မှာတော့မင်းမင်းစိုက်ထားသောရလပန်းကြုံထဲမှာခလလတပင်ကို အမြင့်ပါအောင်နှုတ်ခါပန်းအိုးတွင်ထည့်ဆိုင်လိုက်သည် ရေကိုတင်းသလောက်လောင်း၍နေအောင်ကြသောနေရာကိုရွှေ့ထားလိုက်ပါသည်ကိစ္စပြီး၍အိမ်내ပြန်ဝင်တော့ဘာလဲကွာပန်းဝိုးတဲ့ထက်ဆိုင်ရင်ရွက်လာပင်ကအဖူဖူပြီးအသီးသီးမဲတဲ့လားဘယ်အချိန်ကလေးကတူလုံနေသည်များကိုစောင့်ကြည့်နေသည်မသိပါအိမ်ထဲဝင်ဝင်ချင်းကိုယ့်ရောက်ကာယစကားဖြင့်ကတ်တီးကဖဲ့ပြောသူကသူ့ဤတူဦးဒီတော်အဖေ ထို့သို့ပြောလိုက်သဖြင့်ကျွန်ုပ်အမေကိုတမျိုးမထင်စေခြင်းမှာကျွန်ုပ်အဖေလိုလူမျိုးရှာမှရှာသောကြောင့်တဦးရဲသော အဖေဟုတုံနှုံးလိုက်ခြင်းဖြစ်ပါသည်မဟုတ်ပါဘူးအဖေရဲ့တားဆန်းသက်စရာရှိလို့ပါ ဟုတ်လားမင်းရဲ့စာအုပ်အထုကြီးတွေကဘာပြောလိုက်ပြန်ပြီလဲသူဟာသူရှင်နေတဲ့ပန်းမင်ကိုအိုးရဲပြောင်းဆိုင်ရင်ဆေးပဲဝင်သွားမယ်တဲ့လားဘယ်ရောဂါတွေပြောင်းမယ်တဲ့လဲ ဟာဗျာစိတ်ရှုပ်ရှုပ်ဖြစ်ခေါင်းကုပ်မိသည် အဖေကတော့တကယ်ပင်ပင်စင်စားပီသားပါသည်မင်းကိုမင်းလဲနားလဲအောင်အသက်မငယ်တော့ဘူးအလုပ်လေးပါလေးလုပ်ဖို့စဉ်းစားဒီမြေကြီးတွေနဲ့ကြီးအချိန်ကုန်မနေနဲ့ကြာရင်ငါတအိမ်လုံးလဲမြေကြီးဖုံးတော့မယ်စိတ်ပေါက်ပေါက်ဖြစ်လက်စည်းရံနောက်ဖေးမဝင်တော့ပဲအခန်းထဲကပြန်ဝင်ခဲ့လိုက်သည် အပြင်မှာဆက်နေလျင်ဖွင့်နေကြဓပြားတွေတစ်ချက်ပြီးတစ်ချက်အသက်ဝင်လာပြီးတော့မြည်ရေမရှိသည်မို့အဝိစုတ်ဖြစ် လက်တော့ခါဂရင်မော်ပြစ်လဲချလိုက်သည်ဒါဟာသူနှင့်ဖေဖေးရဲ့နေ့စဉ်လူလူဆက်ဆံရေးပါပင်မိမိကမြို့မဈေးထဲမှာထဲဆိုင်ဖွင့်နာ၍မနေ့အစောကြီးတော့ကညနေမှအိမ်ပြန်လာသည်ညီမလေးကအထမရန်ကြောင်းသူ မနေ့၈နာရီခွဲလျင်ကျောင်းသွားပြီးညနေကျောင်းလွှတ်ချိန်မှာပြန်လာတတ်၏ဒီတော့အိမ်တွင်သူနှင့်ဖေဖေသာကြံနေလေးရှိသည်ကျောင်းပိတ်ရများတွင်တော့ညီမလေးရှိနေ၍အိမ်ကတာတာယာယာရှိနေတတ်သည်ယခုလိုကျောင်းဖွင့်ရများတွင်တော့သူတို့အိမ်လေးကတားဖနှယောင်းဤနှွေးထွေးသောဆက်ဆံရေးနှင့်အမြဲလိုလိုတိတ်ဆိတ်နေလေးရှိ၏ ရက်ခိုလဲအခန်းတွင်အောင်းကတဏီကုံနှိမ့်မြုပ်ရတော်မီမပြီးသေးသောအလုတ်တွေလှုပ်ရမီစာရန်အတွေ့ပြင်စင်စရာရှိတာ ပြင်စင်ရအောင်မီစာရန်လဲမြန်မြန်ပြီးမှပင်မဟုတ်ကဖေဖေပြောသလိုတကယ်ပင်တအိမ်လုံးမြေကြီးဖုံးနိုင်ပါ၏ခြံထဲမှာအမည်နာမအမျိုးမျိုးဖြစ်ပုံထားသော မြေကြီးများမှမနေ့ အိမ်ထဲမှာလည်းပလတ်စတစ်အိတ်တွေပန်းအိုးတွေချင်းနှောင်းတွေခွက်တွေနှင်းမြည်စည်းလွှာအမျိုးအစားတွေအစီအရေရုပ်စွာအစုံသူ့အခန်းထဲမှာပင်ပန်းအိုးငယ်လေးများနဲ့အများအပြားရှိနေသည် ဒီတော့ပင်စင်စားအဖေမျက်စိနောက်တာမဆန်းအခန်းတွင်အောင်းကတဏီကုံနေပြက်လိုက်သည် ကိုလုံးနေကိုရှုံနေသည်မို့ထင်းကြော့ကိစ္စမှာလဲမိမိပျောက်ပျောက်ဖြစ်သွားရပါသည်ညနေရောက်တော့ကလင်း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 စပိန်ဘဲကို အဆက်မပြတ်တီးဝင်လာကလေးကမိမိပြန်လာပြီမှန်းသိလိုက်သည်အိမ်ရှိတွင်ဆက်ဘင်းကိုရက်ပြီးအပြေးတစ်ပိုင်းဝင်လာသောခြေတန်းကဧကန်းရောက်စဉ်တွင်ဖေကြီးရဲ့တမိပြန်လာပြီအေး ပြီးတော့ခြေတံကသူ့အခန်းရှိရောက်လာကကိုကိုမိမိပြန်လာပြီနော်အေးအေးအဝင်သွားလဲတော့အခန်းရှိမှလက်ထွက်သွားသောခြေတံလေးကိုကြားရပါသည် မောင်နှမနှစ်ယောက်သာရှိပေမဲ့သူနှင့်မိမိအသက်ကတော်တော်กว่าသည်เจ้าကပြန်ရောက်တာနဲ့သူပြန်လာပြီဖြစ်ကြောင်းလူဆောင်အောင်လိုက်ပြောတတ်တာမိမိအချင်းတအောင်ကြတော့တာကြီးရေ မေမေပြန်လာပြီကွယ်တနေကုန်စီးပွားထွက်ရှာနေသောမေမေမှာယခုလိုညနေပိုင်းတွင်စိုင်သိမ့်ပြီးပြန်လာလေးရှိပါသည်မေမေပြန်လာလျင်တော့မုတ်ပန်းတရေစာတစ်ခုမဟုတ်တစ်ခု ပါလာတတ်၏ထင်သည့်အတိုင်းပါပဲตาကြီးေမေမေမုံစိမ့်မဝင်လာတယ်လာထွက်ဆောင်အခန်းတကားကိုဖွင့်တော့အေကန်းမှာဖေဖေက ရုပ်တီကြီးနေထိုင်နေသည် မတိချင်အောင်ဆောင်ရင်အေကန်းကိုကြောကမီးဘိုဆောင်ပဲဝင်လိုက်တော့မိမိကိုကြည်လာပေးတော့မေမေသူဝင်လာတာကိုမြင်တော့အငယ်မကမေမေကိုတွတ်ထိုးသည်မေမေကရေကအေးပါတမီးလေးရဲ့တမီးလေးတွေမေမေဝင်လာပါတယ်မေမေကဝင်လာသောအိတ်သုံးခုအနေအကြီးဆုံးအိတ်ကို အငယ်မလက်တွင်ထည့်ပေး၏ ပြီးတော့တအိတ်ကိုပကံတွင်းလှဲ့ထဲကဖေကြီးမုံစိမ်းမောင်းပါလာတယ်။ဟုဆိုကဧကန်းပဲဝင်သွားပါသည်။သူကတော့ကြံနေသောအိတ်ကိုဖွင့်ပြီးတဖက်နှိုက်စားလိုက်။မကြိုးမကြေးသည်မို့စားရအစဉ်ပြေပါသည်။ထိုစဉ်မှာပင်သူ့ဘေးထိုင်စားနေသောမိမိကကိုကိုဒီနေ့လမ်းလျှောက်ထွက်အောင်မလား။ထွက်မှာပေါ့။ ူ့အဖြေကြောင့်မိမိမှနှုတ်ခမ်းကိုမဲ့ပင်ဟွန်းကိုကိုကလည်းဒီနေ့မလျှောက်ပါနဲ့လားကွာမိမိနဲ့ကြက်တောင်ရရအောင်လीနော်မရဘူးလမ်းမဲ့လျှောက်မယ်နင်းနဲ့ကြက်တောင်ရရတာနားကြီးတယ်ဘာဖြစ်လို့လဲအငင်းတန်လို့မိမိမှခြေကိုစောင့်ဤဟာမငင်းပါဘူးကွာကိုကိုကလိန်ပါပါတယ်ဒီနေ့လမ်းလျှောက်မထွက်နဲ့တော့နော်ကြက်တောင်ရိုက်မယ်မရိုက်ဘူးတုံး ခြေကိုထဆောင်ကတွေ့လားကိုကိုကမိမိကိုမချစ်ဘူးမိမိပုံစံကိုကြည့်ပြီးစိတ်ထဲကကြည်ရဲမိသည်မိမိမှာနှုတ်ခမ်းကိုရှုံတွား၍သူ့ကိုအမျက်ဆောင်ထိုးကြည့်နေတော့မချစ်ပါဘူးဘာကိစ္စနင့်ကိုချစ်ရမှာလဲကိုကိုနော်စွန်ကြဲကြဲအတန်နဲ့ထော်ပြီးရတယ်မိမိလည်းမချစ်ဘူးကိုကိုမြေကြီးတွေအကုန်လိုက်ရောပြင်မယ် ပြောပြောဆိုဆိုထိုင်ရမထပြီးအိမ်ရှိပြေးထွက်သွားပါသည်။ဟာမိမိရှောင်းမလုံးနဲ့နော်။နောက်မှပြေးလိုက်တော့မီးဘိုကန်းတွင်ဝင်လာတော့မေမေနဲ့ဆုံသည်။မေမေကဒီမောင်နှမတွေဘာဖြစ်နေကြတာလဲ။ဟိုမှာမေမေတမီသားမြေကြီးတွေကိုရောပြင်မလို့တဲ့။ဟဲတမီမလုံးရဘူးလေ။မေမေလှမ်းအောင်ပေမဲ့မမီတော့ပါ။မိမိမှာအိမ်ပြင်ရောက်သွားခဲ့ပါပြီ။ သူ့ကိုစိတ်ကောင်း၍ပထမတစ်ခါလှုပ်ဖူးသည်မို့မိမိကိုလန့်သည်သူပြေးလိုက်လာတာကိုသိတော့မြေကြီးများပုံထားရာခြံနှောင်းသို့တွတ်တွတ်ပြေးလေ၏မိလို့မိခင်ချိန်မှာပဲဟင်ခြေလန်းတို့တိကနေရက်ပြီးပါဇက်မှာလှုပ်ခနဲထွက်သွားသည်ကဟာမိမိဒီမှာကြည်စမ်းမြေပေါ်အထိတ်တလန့်ထိုင်ချမိလိုက်၏ ရှေ့မှာရှိနေသည်ကအသေးဆက်ဆက်ပန်းအိုးတစ်လုံးနဲ့ရွက်လာတပင်ဒါပေမဲ့ထုံရွက်လာပန်းမင်ကဥကျိုးညှုတ်ခွေနေပါသည်လွန်ခဲ့သောနိုင်ပိုင်းနှင်းငယ်ကမှစိုက်ထားခဲ့သောပန်းမင်လေးသူ့ပုံစံကိုကြည့်ပြီးမိမိကအထိတ်တလန့်ပြေးလာကကိုကိုဘာဖြစ်လို့လဲဒီအပင်တည်သွားပြီသူ့စကားကိုမိမိနားမလဲ မျက်လုံးဝိုင်းလေးနဲ့အကိုဖြစ်သူကိုတလဲရှေးမှာတစ်ပင်လေးကိုတလဲကြည်နေသည်ပြီးတိုးတိုးမေး၏ကိုကိုစိုက်ထားတာလားမနက်ကမှစိုက်ထားတာအဖြေနဲ့အတူခေါင်းနဲ့တွေးစရာတွေပေါ်လာသည် ရွှဲလာပင်ဟူသည် အမြင့်ကဆွဲနှုတ်ပြီးဒီအတိုင်းပြစ်ထားလျင်ပင်နှစ်ရက်သုံးရက်လောက်ကအေးစေသည် ချက်ချင်းလန်ကင်းညှိုးယော်ချွချုံကြတတ်သည် အမျိုးမဟုတ်ရခူကမြေဆွေးနှင့်ကောင်းကောင်းမွန်မွန်စိုက်ပျိုးထားယုံမဟုတ်ရေပါလောင်းပေးထားသည်သည်ဒါကိုနာယီပိုင်းတွင်တွေ့ရသည့်ပုံစံကရွံ့လာပင်ဤထိတ်ဦးမှာအောက်သို့ဦးဆိုင်ကြဆင်းနေသည် အရွယ်အလက်တွေအားလုံးကလည်းရေမဝါသောပန်းလိုနေရောင်တန်းကို နေ့စဉ်ရက်ဆက်ခံထားရသောပလတ်စတစ်ပြောပတ်လိုပြားပြားကန်နေ၏အပင်ကိုဆွဲနှုတ်ကြည့်တော့အတွင်းနစ်ဝင်ထားသောအမြစ်ပိုင်းမှာ ပူနေသည်ကြပြာကြရာလက်ထိုးစိုက်ကြည့်ပြန်တော့အတွင်းမြေသား၌တာမန်ထက်ထူးခြားသော ပူနွေးနွေဓာတ်တစ်ခုကိုခံစားရသည်ထူးတော်ထူးနေပြီမိမိ ကိုကိုကိုဟိုတောင်းကပန်းတပင်သွားနှုတ်ပေးစမ်းအမြစ်ပါအောင်နှုတ်နော်ဟုတ်ဟုတ်ကိုကိုဘာမှန်းညာမှန်းမသိပေမဲ့အရေးကြီးမှန်းတွက်ဆကမိမိပြေးသွားသည်ပြီးတော့ပင်စီကောင်းကောင်းအရွယ်ဖားဖားတပင်ကိုရွေးနှုတ်လာ၏မြေသားကိုတန်လျက်နှင့်ပြန်ဆော့ကမိမိနှုတ်ယူလာသောပန်းမင်ကိုထဲဆိုင်သည် ရေကိုများများလောင်းပေးလိုက်၏ လောလောလတ်လတ်ရွက်လာပင်ကစိတ်ဝင်စားပွဲပန်းဦးလေးအတွင်းမှာရေဝါဝတောက်၍မမ်းမံထောင်သွားလေပြီနေဆောင်ပြီတွင်းဟာဖြစ်เสียတခုတော်ရှိ၏နေရောင်မှထားလို့ပန်းဦးနှစ်တကွာအတွင်းမြေသားတွေပူနေတာလားရခုတော်နေပူရန်မရှိတော့ပါညသည်အေးဤအိမ်ယာမနူနူချင်းတရိယာမိတီကပန်းဦး ဟုံးငနေထကခြံနေပြေးစင်းလိုက်သည်အိန္ဒဇမိတ်လုံးတော့သူ့မျက်လုံးတို့နေရာတစ်ခုနိုင်စူးဝင်သွားစဉ်ဟာအထိတ်တလန့်ဖြစ်သောအာမေနိတ်တန်နှင့်အတူသူမြင်လိုက်မိသည်ကဖယားရီလုံးဝထင်မှတ်မထားသော မြင်ကွင်းတစ်ခုမင်းညံ့နေကောင်းမှစိုက်ထားခဲ့သောပန်းလေးတစ်ပင်မှာတေဆုံးယုံမဟုတ်တင်းရွက်တွေပင်ခြောက်နေပြီ။ အလင်းအမြန်ပြေးသွားကထိကိုင်ကြည့်လိုက်တော့ဖြောက်မြည်မြ၆တွေ့နေသည်မသိတိရွက်တစ်ခုကပင်စီမှခက်ဆက်ဆက်ကျိုးကလက်တွင်းပါလာသည်လက်တွင်းရောက်လာမှထင်ထားတာထဲများစွာ၆တွေ့နေကြောင်းသိရသည်အံ့ဩဝယ်မြည်ငွင်းတစ်ခုကြောင့်လူကကြောင်တောင်တောင်ဖြစ်သွားသလိုအချိန်ကတညာထုံအချိန်အတွင်းအပင်ကသေယုံမဟုတ် 6ပင်6နေပြီတခြားရက်တွေကင်ကြည့်ပြန်တော့လဲအားလုံးတပုံစံနေပါပြီတေချပြီထင်ကျော်ပို့လိုက်တော့မြေကြီးမှာတခုခုထူချားနေတာတေချပြီစီသူနောက်ကိုလှဲ့ကာအိမ်တွင်ပြေးဝင်လိုက်မျက်နာကိုကြပြာကြရတစ်ခါအခန်းတွင်ရှိ လက်ကျန်အမြေသားများရှိသောတံဖြူပုံးလေးကိုယူသည် မယူစဉ်နောက်ထပ်တတိထားမိတာတခုကတံဖြူပုံးလေး၏အောက်ခြေတန်သားမှာပူနေပါ၏အဖုံးဖွင့်ပြီးလက်ထိုးဆိုင်ကြည့်လိုက်တော့လက်ကြံမြေသားတွေက နေလောင်ထားသလိုပူနွေးနွေးသိအပူကြီးတော့မဟုတ်အခန်းကိုစီသူ အပူပေးမထားပါ အောက်ခြေတံမှန်တလေးမှာလည်းမီးမဖို့ထား ဒါကိုပါကြောင့်ဤတန်ဖြူပုံးလေးတစ်ခုတည်းကွက်ပြီးပူနေရပါသည်။ရင်ခုန်လာချေပြီးဘယ်လိုကြောင့်နီးဘာကြောင့်ဒီတစ်ခုတည်းကွက်ပြီးပူနေရတာနီးစဉ်းစားမရတော့ပါတန်ဖြူပုံးလေးကိုလက်မပိုက်ပြီးစပိန်ဆွဲထွက်လာခဲ့တော်၏သူဤဥတီယာကမြို့လေးရဲ့အခြေခံပညာအထက်တန်းကျောင်းစီသူ စီသူစပိန်ကိုခတ်တွတ်တွတ်နင်းလာခဲ့သည် သူတို့မျိုးလေးကမနက်ခင်းတစ်ခုနှင့်လျော်ညီစွာတက်ဝင်လှုပ်ရှားနေပါပြီကျောင်းကို အမြန်ဆုံးရောက်နိုင်မည့်လမ်းကို ရွေးချယ်နင်းလာသည်မို့15မိနစ်သာသာမှာကျောင်းရှိရောက်သွားသည်ဒါပေမဲ့ကိုကိုကိုဒေါသထွက်မိ၏အချိန်စောနေသေးသည်ကျောင်းဝင်းတကားပင် မဖွင့်သေးပါ စိတ်စောဖြင့်လောပြီးထွက်လာခဲ့တာအချိန်ကိုတတိမထားမိခင်မတက်နိုင်တော့စပင်းရံပြီးကြောင်းတကားအဖွင့်ကိုစောင်းရတော်သည် တအောင်အကြာမှာကြောင်းသာတယောက်စာနှစ်ယောက်စာ ရောက်လာပါ၏ခဏကြာတော့၁၄၅ယောက်ဖြစ်လာသည်ထိုအခါတွင်ကြောင်းဆောင်မှာအိမ်မုံစုံမွားဖြင့် တကားလာဖွင့်ပေးသည် ကျောင်းသားများနီးတူစီသူစပိန်ကိုတွန်းကာကျောင်းတွင်ဝင်လိုက်သည်တဲ့သည်ပင်အောက်တွင်စပိန်ကိုရက်ပြီးအဆောင်တစ်ခုစီသို့ဦးတည်သွားလိုက်ပါသည်တိတ်ပန်ဆောင်လွန်ခဲ့သောခုနှစ်နှစ်လောက်ကအတိုင်းတိတ်ပန်ဆောင်လေးမှာ ပြောင်းလဲမှုမရှိတည်ငြိမ်အေးဆေးကနေသည် တကားပိတ်ထားသည်မို့အဆောင်ရှိမှပင်ငုတ်တုတ်ထိုင်ဆောင်ရပြန်၏ ထိုအတော်အတွင်းမှာပင်ပြောင်းလဲမှုတစ်ခုကို ခံစားရသည်လက်တွင်ပိုက်ထားသောတံဖြူပုံးလေးမှာတစားဆယ်တစားပူနွေးမှုကင်းမဲ့လာခြင်းဖြစ်သည်ဤမြေကြီးမှာဘာရီထူးခြားနေတာနည်းမကြခင်သိရပါတော့မည်เจ้าหน้าเจ้าသူတွေတဖွဲဖွဲရောက်လာနေကြပြီ သူကတော့တိတ်ပန်ဆောင်ရှိမှာငုတ်တုတ်ထိုင်ကောင်းတော့ အဆောင်လေးမှာကျောင်းမကြီးနဲ့တွဲလျက်မဟုတ်ပဲတီးသန့်ရှိနေသည်မို့တော်သေးသည်ကျောင်းတည့်ရန်15မိနစ်အလိုမှာတော့သူအားကိုယ်တကြီးစောင့်မျှော်နေသော သူတစ်ယောက်မှာစပိန်လေးကိုတကြောင်ကြောင်နင်းပြီး ရောက်လာပါတော့၏စောင့်လိုက်ရတာအောင်မိုးရာသူ့ကိုပြုံးစားကြီးတွေးတော့အောင်မိုးမျက်လုံးပြူးသွားပြီဟာဟဲ့ကဘာတိုင်းလုပ်နေတာလဲမင်းကိုစောင့်နေတာ ငါကိုအောင်မိုးကြောင်သွားတော့အေးမင်းရဲ့တိတ်ပံကန်းကိုခဏတုံးချင်လို့အောင်မိုးသည်မြို့နယ်အထက်တန်းကျောင်းလေး၏တိတ်ပံလက်ထောက်တစ်ပြေလဲတိတ်ပံအခန်းမူဖြစ်ပါသည်သူတို့ထင်ကြော်လို့လိုပင်တရန်းနဲ့တက်လာသည် အခန်းပေါ်တငယ်ချင်းပင်ဖြင့်ဤကြောင်းပြီးတော့တိတ်ပံလက်ထောက်လျှောက်ခါမြို့နယ်အထက်တန်းကျောင်းမှာပင် အလုံးဝင်နေခြင်းဖြစ်သည် အောင်မိုးမှာသူ့စကားအားနားလည်ပုံမရဒါပေမဲ့အဆောင်တကားဖွင့်ပြီးအတွင်းကိုဖိတ်ခေါ်သည်အတွင်းရောက်တော့အောင်မိုးနားလည်အောင်အချင်းချုပ်ပြီးရှင်းပြလိုက်ရ၏ထိုအခါမှာဒါဆိုမင်းလက်ထဲကဘုံကထင်ကြော်ထည့်ပေးလိုက်တာပေါ့ဟုတ်တယ်မင်းပြောမှငါတော်စိတ်ဝင်စားသွားပြီပြာစမ်းပါဦးဘာရီထူးကြနေလို့လဲကြည့်ရအောင်အောင်မိုးက တံပြူပုံးလေးကိုယူကာအဖုံဖွင့်လိုက်သည် အတွင်းကိုလက်နာ၍လဲလေးလာသည်အပြင်လဲထုတ်ကြည့်သည်ဘာမှလည်းမထူးကြပါဘူးကွာဒါနဲ့မင်းငါအခန်းကိုသုံးချင်နေဆိုတာကဒီမြေကြီးတွေကိုဓာခွဲကြည့်ချင်လို့အောင်မိုးကမျက်မှောင်ကြုတ်ခါငါစီမှာပျက်စီးမဆုံးဘူးနော်ရှိတယ်လို့ပေါ့ကွာထုံးအောင်မှာအောင်မိုးက ပိတ်ထားသောဘီရိုတော်များကို လိုက်ဖွင့်ပေးသည်မင်းအတွက်ပြဿနာကြီးကြီးမားမားတော့မရှိလာဘူးမဟုတ်လားရတယ်ဘာမှမဖြစ်ဘူးကျောင်းဦးကြီးကတက်လာနေလို့တစ်ခေါက်တောင်သိပ်ပံကန်းကိုလာကြည့်ရမဟုတ်ဘူးမင်းစိတ်ကြိုက်တာတော့သူလဲခတ်တက်တွက်ပင်ဖွင့်ပေးသောဘီရိုအတွင်းမှလိုအပ်သောပစ္စည်းကရိယာများကိုထုတ်ယူလိုက်သည်ပြီးတော့တံဖြူပုံးလေးနှင့်အတူစမ်းတက်ခန်းတွင်သို့ဝင်ခဲ့လိုက်၏ စံတက်ခန်းဆိုဒီကအဆောင်တွင်းမှာပင်တီးတံအခန်းလေးကန်ကဓာခွဲကန်းငယ်သဘောမျိုးလှုပ်ထားခြင်းဖြစ်သည်ကျောင်းတက်တုံးကတော့ဤအခန်းတွင်းမှာပင်ဓာရုဗေဒစံတက်မှုတွေလက်တွေ့လှုပ်ဖူး၏မကြခင်အချိန်ပိုင်းတွင်မှာပင်သူဤကိုစိတ်နှပါကို အလုံးအတွင်းသို့ဆုံဆုံမြုပ်လိုက်လေတော်သည် သူစိတ်တွင်နှစ်နာရီတာတာလောက်ကြာသွားမည်ထင်၏ အခန်းတွင်မှထွက်လာသောသူကိုအောင်မိုးကအလင်းစလိုစီမိသည်စီသူဘလို့လဲနှစ်ဖိုးမှချွေးကိုတုတ်ကခေါင်းကိုရမ်းရင်းမထူးကြဘူးဘာကိုလဲကွာတာမန်မြေသားတွေမှာရှိတယ်ဓာတ်ပေါင်းဆက်မှုတွေထဲဒီမြေကြီးမှာဘာမှမပူဘူးဒါကိုဘာလို့အောင်မိုးကြီးအမင်းစကားမှာအဆုံးထိရောက်မလာခဲ့ဒါပေမဲ့ အောင်မိုးပါကိုဆိုလိုကြောင်းသဘောပေါက်လိုက်သည်မို့ငါအံ့ဩနေတာလဲဧတာပဲကွာတာမန်တက်မပိုးတဲ့မြေသားကတပင်တွေကိုဘာလို့၆တွေသွားစီတာလဲငိမ့်သွားတော့အောင်မိုးကတခွန်းထောက်ဤမင်းပါလုံးမဲစိတ်ကူးလဲအရင်ဆုံးတက်ပြင်းကိုချဤဒုတိယအနေနဲ့ခေါင်းကိုရမ်းသည်ထိုနောက်မှာတော့စပိန်ဆွဲ၍သာအိမ်ပြန်ခဲ့ပါတော့သည် တလန်လုံးစဉ်းစားလာသည်ကထင်းကျော်ပေးလိုက်သောစာလေးတစ်စောင်အကြောင်းထိုထဲမှာပါသည်ထူဆန်းသောတောင်ကုန်းကလေးအကြောင်းထိုတောင်ကုန်းလေးစီမှာအကြောင်းမဲ့တည်ဆုံကုန်သောတစ်ပင်ကြီးငယ်တို့အကြောင်းလက်တွဲမှာတန်ဖုံးဖြူလေးပါလာသည် အထဲမှာထူဆန်းသောမြေသားအနှဲငယ်ရှိနေသည်လုံးစရာတစ်ခုပဲရှိတော်၏ ိမ်ရောက်တော့ချမ်းကိုပတ်ခါနောက်ဘေးပဲထွက်လိုက်သည်အိမ်နောက်ဖက်မှာ ပင်စင်စားဖေဖေစိုက်ပျိုးထားသောသီးပင်စားပင်နှင့်အေးရပင်အချိုးရှိ၏ထိုအထဲမှတပင်ရွေးကတံဖြူပုံးလေးအားပင်စီအခြေသို့တုံချလိုက်ပါသည်မြေသားတွေအပင်ချေရင်းမှ စုပုံကြသွားသည် ရင်တထိတ်ထိတ်ဖြစ်သာစောင့်ကြည့်ရပေတော်မူ သူနောက်ဆုံးဆန်းတက်လိုက်သည့်အပေမှာကဟောတော့ကုန်ပါပြီမိမိအော်တန်းကြောင့်အိယာမနိုးထကားစားစီသူမျက်လုံးကျဲသွား၏အေကန်းတွင်တရင်စာဖတ်နေသောဖေဖေကမျက်လုံးပြိုးနှင့်နောက်ဖယ်လှမ်းကြည့်သည်မိမိကမိဘကြောင့်သို့ပြေးဝင်သည်တိတ်မကြလိုက်ဟောတော့တင်မောသည်တွင် မိမိအတန်ဆာဆာလေးထွက်လာပြီးနောက်မှာစီတူဟုံးကနေထပြေးသွားတော်သည်မိဘိုကန်းကိုကြော်ကနောက်ဘေးပဲထွက်စင်၌ဟာမြေတွင်ပြန်ကျဲနေသောတင်မောသည်များအဝါယောင်တင်မောရွယ်များနှင့်မြင်ကွင်းကလုံးဝထိတ်လန့်ပွေမနေ့ကအထိဝေးစားနေသောတင်မောပင်ကြီးမှာညာတွင်ချင်းပုံစံပြောင်းသွားချေပြီးမနေ့ကပြုတ်ခဲနေသော သင်မောသီးတွေယနေ့မြေမှာအဆုလိုက်အပြုံလိုက်မမှောင်ခင်ကစိမ့်နေသော အရွက်တွေမနှလင်းတော့ဝါညိုနေပြီနောက်ပြီးမြေပေါ်မှာအကျဲကျဲအလွင်လွင် ပင်စီကရောအောက်ခြေပိုင်းနဲ့အလဲပိုင်းတွင်မတိတာပေမဲ့ထိပ်ပိုင်းမှာကအပေါ်တို့ဆက်လက်ထိုးထွင်းမိအညွန်အဖျားတွေဥညိုခြောက်ကန်နေပြီဟာ နောက်ဘက်မှထွက်လာသော အာမေရိတန်ကြီးတရံသူ့ပခုံးကိုတွန်းတရင်ဖေဖေရှေ့ကိုရောက်လာ၏ပြီးတော့အသီးစိမ့်တွေမြေခနေသောတင်းမောပင်ကြီးကိုကြည်ရင်ကြက်တေတည်သွားကြပြီတမီသားစုလုံးကအံဩဝယ်အဖြစ်ပြက်နှင့်တင်းမောပင်ကြီးကိုကြည်ကကြောက်ရုံများအလားကြောင်တောင်ကြီးသွားပါ၏ ပင်စီချင်းရင်မှာတော့မင်းကသူ့တွန်ချခဲ့တော့မြေသားတွေပုံမပြက်ဖဲရှိနေပါသည်။တင်းမောပင်ကြီးကိုကြည့်ပြီးရင်တွင်မှာတလက်လက်မောလာ၏။နှလုံးခုန်နှုံးတွေမြင်လာက လူကကြက်သိန်းတို့ပင်ဖြိုဖြိုဖြင်းဖြင်းထလာသည်။ဘယ်သူမှတော့ရိမ့်မိမီမဟုတ်ပါ။အကျိုးတစ်ခုဖြစ်ထွန်းလာပြီမဲဖြစ်ပေါ်ရာမူလလမ်းကြောင်းရင်းကိုသူကလွဲ၍မြည်သူမြတိမိမဟုတ် ပြည့်ရင်းလှုံရှားသွားသောမျက်နှာအားမြည်သူမှမယိမ့်မိခင် တဖက်လှဲလိုက်သည်မဏိကတင်းမောပင်ခြေရင်းကိုထင်ကျော်ပို့ပေးလိုက်သောမြည်သားတွေတုံချခဲ့သည် အသီးတွေပြုတ်နေသောတင်းမောပင်ကြီးအားအရေးတကြီးကြီးတဏီကုံစောင့်ကြည့်နေပါတော့လဲထူးခြားမှုတစုံတရာ ရှိမလာခဲ့ယနေ့မနေ့တွင်မှအခန်းတွင်ပြန်ရောက်လာသည့်တိုင် စီတုရင်ခုန်တန်တွင်မြန်နေသည် ကြီးစွာသောအံ့ဩမှုနှင့်အတူလူကဘာလုံးလိုဘာကိုင်းရမှန်းမသိထင်းကျော်ဤမြေကြီးထဲမှာဥနှောင်းနှင့်လိုက်မမီနိုင်သော ထူးဆန်းမှုတွေရှိနေသည်ဆိုရာတော့တေချာသွားပြီထူးဆန်းသောတောင်ကုန်းလေးအကြောင်းကိုနောက်တစ်ချိန်ပြန်ဖတ်မိသည်တေချာပါသည်စာထဲမှာအကြောင်းအရာအလုံးသည် တမင်ကြံစီရေးသားထားခြင်း လုံးဝမဟုတ်နိုင်တော့ ထူဆန်းသောတောင်ကုန်းလေးသည်ထင်းကျော်နေသောဒွေးပင်ရွာတွင်တကယ်ပင်ရှိနေပါလိမ့်မည်။တဘာဝမကြသောစမ်းကျယ်မှုတွေလည်းထိုတောင်ကုန်းလေးတွင်ပျော်ဝင်နေပါလိမ့်မည်။ဘာကြောင့်ထိုတောင်ကုန်းလေးသည်တပင်အလုံးကိုသိစေနိုင်တာလဲ။အဖြေတစ်ခုသာရှိပါသည်။အဲ့ဒါကထင်းကျော်ထံတန်ကျိုးရိုက်လိုက်ခြင်းပင် ဖြစ်တော်၏။ လာရောက်နာဆင်အပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ခန်းဆက်ကလေးတွေထဲမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးဘေးကင်းကျန်းမာကြပါစေ။